င်္ဂလာပါဒီနေ့တော့တီလဆိုတဲ့ဒီ morality ပေါ့နော်တီလဆိုတဲ့ဒီစာရိတ္တပိုင်းဆိုင်ရာနဲ့လိုက်နာရှင်းသုံးအပ်တဲ့နော်ပြုမှုအပ်တဲ့ဒီ morality ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုမျှဝေပြီးမှဖြစ်ပါတယ်တီလ morality Tila is a moral volition so refrain from evils. Tila ဆိုတာမကောင်းမှုတွေပြုခြင်းမှာရှောင်ကျဉ်တာကိုယ့်ရဲ့စိတ်နဲ့မကောင်းမှုတွေကိုကာယကံဝစီကံမနောကအဖြစ်နော်စောင့်ထင်းတာပဲဖြစ်တယ်။ကိုအဖြစ်နှုတ်အဖြစ်စိတ်အဖြစ်စောင့်ထင်းတာပေါ့နော်။ These evils are done through the doer doers of the body speech and mind. အဲ့ဒီမကောင်းမှုတွေကိုကိုအားဖြင့်နှုတ်အားဖြင့်စိတ်အားဖြင့်ပြုလုပ်တာတွေကိုရှောင်ကျင်ရမယ်စောင့်ထင်းရမယ်ဒါကတော့တီလပဲဖြစ်တယ်။နော်ဒီတီလကိုလိနာလိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်ကတော့သူတော်ကောင်းပဲပေါ့နော်။တီလဆိုတာဒီဇာတိတပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့နော် ethics ပိုင်းဇာတိတပိုင်းနော်ကိုကျင့်တရားနော်အကျင့်တီလာပိုင်းပေါ့နော်အကျင့်တီလာပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး မကောင်းမှုတွေကိုရှောင်ကျဉ်ရမယ်လို့ဆိုတာပါ There we know that there are volition of တီလာမှာမှန်ကန်တဲ့လှုပ်ဆောင်ချက်တွေရှိတာ ကောင်းမှုတွေဝယ်ဥတီပြီးတော့ခေါင်းဆောင်နေတာလည်းသိကြတယ်ဒါတွေကတော့ right action တမကမန္တမှန်ကန်တဲ့အပြုအမူတွေ now right speech တမဝါစာမှန်ကန်တဲ့စကားပြောဆိုခြင်းနည်း right livelihood တမအာဇီဝမှန်ကန်တဲ့အသက်မွေးဝမ်းကြောင်းမှုတွေပဲဖြစ်တယ်။ရှိကပြောခဲ့တဲ့တမကမ္မန္တာတမဝါစာတမအာဇီဝဆိုတာက အရိယာမဂ်ရှင်၈ပါးမက်၈ပါးတို့ရဲ့အကြောင်းတရား၃ပါးပဲဖြစ်တယ်။အရိယာမက်ဆိုတာကနော်အရိယာမက် သူတော်ကောင်းတို့ရဲ့ကျင့်စဉ်၈ပါးကိုဆိုလိုတာပါ။နော်မြင်ကြံပြောလို့မွေးထုတ်မွေးမိတီဆိုတဲ့ဒီမကင်၈ပါးလမ်းစဉ်တရားအဲ့ဒါကဒီအရိယာမဲ့၈ပါးဟာသူတော်ကောင်းတွေရဲ့ကျင့်စဉ်ဟာခုနပြောခဲ့တဲ့အဲ့ဒီတမကမန္တမှန်ကန်တဲ့အပြုအမူနောက်တမဝါစာ မှန်ကန်တဲ့စကားနောက်တမအာဇီဝမှန်ကန်တဲ့အသက်မွေးမှုပါ ဒီ၈ပါးတို့ရဲ့အကြောင်းတရား၃ပါးပဲဖြစ်တယ်လို့ဆိုတာပါတမဝါစာ right from speech means abstention တမဝါစာမင်္ဂနဲ့စကားပြောဆိုခြင်းမူသားစကားပြောဆိုခြင်းမှာရှောင်ကျဉ်ခြင်းပဲဖြစ်တယ်ပထမဆုံးအချက်ကတော့လင်ညာပြောဆိုခြင်းကရှောင်ကျဉ်ရမယ်နောက်နံပါတ်2အချက်ကတော့ from backbiting excellent or and talk that may bring about hatred, enmity, disunity, and disharmony among individuals or groups people. နော်နောက်တစ်ချက်ကတော့ပိတုနာဝါစာလို့ခေါ်တဲ့ဂုံချောတာညောသူတစ်ပါးကိုနောက်တန်ဖပလဖလို့ခေါ်တဲ့သူတစ်ပါးရဲ့ကြော်စောတာတွေကို အပူချတာမျိုးတွေကို ပြောဆိုခြင်းမှရှောင်ကြဉ်ရမယ်မုံတီးတာတွေရန်လိုတာတွေတဥတ္တယောက်ချင်းဓမ္မမှုလူအုပ်စုတွေကိုနော် စီလုံးမှုပြုပြက်သွားအောင်ညင်ညွတ်မှုတွေဖြုတ်ခွဲတာမျိုးတွေမလုပ်ရပါဘူးတဲ့နောက်တစ်ချက်ကတော့ from harsh rude impolite malicious and abusive language နော်ကြစ်တင်တဲ့စကားတွေကြမ်းတမ်းတဲ့စကားတွေပေါ့နော် harsh rude ရိုင်းဆိုင်တဲ့စကားတွေမယဉ်ကျေးတဲ့မဖွင့်မရစကားတွေသူတစ်ပါးကို အကျိုးပျက်စီးစေတဲ့စကားတွေနောက်ပြီးတော့ ူတပောင်းကိုစွတ်ဆွဲပုခတ်တံမျိုးတွေလည်းရှောင်ကျင်ရမယ်ဒါတွေကလည်းသံဖပလဖဝါစာဖရုတဝါစာအကျိုးမရှိ အကျိုးမဲ့တဲ့ဇာတ်ရည်ပဲဖြစ်တယ်သူတပောင်းအတွက်ရောကို့အတွက်ပါအကျိုးမရှိစေတဲ့ဇာတ်ရည်ပဲဖြစ်တယ်ဆိုတာလေသိရှိနားလည်ရမယ်နောက်တစ်ချက်ကတော့ from ideal useless and foolish bubble and gossip နောက်တစ်ချက်ကတော့အကျိုးမဲ့တဲ့ဇာတ်နဲ့မိုက်မဲပေါ့တန်တဲ့ စကားမျိုးတွေပေါ့နော်အတင်းအပြင်းစကားတွေမပြောရဘူးအဲ့လိုအပြုအမူများမှ နော်မှားယွင်းပြီးတော့စိတ်နစ်ပြီးတော့နော်အဲ့လိုမျိုးစကားတွေကိုထိခိုက်နစ်နာစေမဲ့စကားတွေမကောင်းတာကိုပဲစိတ်နစ်ပြီးတော့သူတပားအကျိုးကိုပျက်စီးပြီးထိခိုက်နစ်နာစေတဲ့စကားတွေပြောဆိုတာတွေကလည်းရှောင်ကျင်ရမယ်လို့ဆုံးမထားတာ ထဲမှာဒီတမဝါစာ ကောင်းမွန်တဲ့စကားပြောဆိုရမယ်ဆိုတဲ့အကြောင်းပါပဲ when one abstains from these forms of wrong and harmful speech one naturally has to speak the truth တူတယောက်ကအဲ့ဒီလိုသူတစ်ပါးကိုထိခိုက်စေတဲ့စကားအကျိုးမရှိတဲ့စကားတွေပြောတာကို ရှောင်ကျဉ်လာမယ်အမားတွေကိုတိလာမယ်သူ့အလိုလိုအမှန်တရားတွေပြောလာမယ် then he has to use words that are friendly and benevolent, pleasant mind and gentle, meaningful, useful. friendly and benevolent. The unit oo, yinidari, jangwinesgari, biome, kangju, pisidesgari, biome. A pleasant mind and gentle, meaningful, and useful. သူတစ်ပါးရဲ့စီမှာလည်းပျော်ရွှင်နှစ်လူဝယ်ကောင်းတဲ့စကားတွေနဲ့တိမ်မွေးတဲ့အဓိပ္ပာယ်ဆောင်တဲ့စကားတွေသုံးလာပါမယ်။ Then one should not speak carelessly. Speech should be at the right time and right place. ဒါအပြင်တဦးတယောက်ကဂယုမပြုတ်ပေါ့ပေါ့ဆဆမပြောသင့်ပါဘူး။ Not speak carelessly. သတိလလွတ်စကားတွေလည်းမပြောသင့်ပါဘူး။ Speech should be at the right time and right place စကားတစ်ခုပြောမယ်ဆိုရင်မှန်ကန်တဲ့အချိန်မှတင့်တော်တဲ့ဒေသကာလမှာမှပြောသင့်ပြောလိုက်တာကိုပြောရမယ် if one cannot say something useful one should kept novel sale တကယ်လို့မြန်ကိုယ့်ဘက်ကတစုံတစ်ခုမပြောနိုင်ဘူးဆိုရင်တော့ကိုယ့်ရဲ့စိတ်ကိုမြင့်မြတ်နဲ့မြင့်မြတ်တဲ့စိတ်နဲ့ထိန်းထားပြီးတော့နော် one should kept novel sale မြင့်မြတ်တဲ့ စိတ်နဲ့ကိုယ့်ရဲ့ဝစီကံကိုစိတ်စိတ်နေပြီးထိမ့်သိမ်းပြီးတော့ကာယကံကိုစောင့်ထင်းနေရပါမယ်။သမာကမ္မန္တ right action ကောင်းတဲ့အပြုအမူတွေကိုပြုမှုခြင်းပဲဖြစ်တယ်ဗောနော် right action aims at promoting moral honorable and peaceful conduct နော်ဒီ right action မှန်ကန်တဲ့လုပ်ရက်ကဂုဏ်သိက္ခာရှိတဲ့အကျင့်စာရိတ္တတွေကိုမြင့်တင်ရန်လေဒါက ညွန်ပြလမ်းညွန်ရည်ရွယ်ထားတယ်နော် it admonishes us that we should abstain from destroying life the right action နော်မှန်ကန်တဲ့လုပ်ရက်တရားမိမိတို့ရဲ့ဘဝတွေကိုဖြစ်စည်းခြင်းမှလည်းရှောင်ကျဉ်သင့်တယ်ရှောင်နိုင်ရမယ်မကောင်းမှုတွေကိုအဲ့လိုမျိုးသတိပေးထားတာဖြစ်တယ်အဲ့ဒီ from dishonest dealing dealings ဒီအဲ့ဒီဖြစ်စည်းတတ်တာတွေဖြစ်တဲ့ from stealing เนาะသူတပားအပေါ်မှာသူတပားရဲ့ပစ္စည်းခိုးယူခြင်းနေ no? from dishonest stealing မယိုးသားတဲ့ဆက်ဆံခြင်းနေနောက်က from illegitimate sexual intercourse เนาะဒီလိုမျိုးတရားမဝင်เนาะလိင်ဆက်ဆံခြင်းမျိုးတွေ no? now uh, that we should also help others to lead a peaceful and honorable life in the right way နော်အခြားသူတွေကိုကျွန်ုပ်တို့ကလည်းအခြားသူတွေကိုဒီငင်းချမ်းပြီးတော့ဂုံသိခါရှိတဲ့ဘဝကိုမှန်ကန်သောဤပညာနဲ့ရောက်အောင်ဒီနီးလမ်းနီးမှန်လမ်းမှန်ကိုရောက်အောင်ကုဆောင်ကုညီသင့်ပါတယ်တဲ့ဒီမကောင်းတဲ့အသက်မွေးမွေးလေးပြုနေတဲ့တွေကို right actions ဖြစ်သွားဖို့တွင်နော်ဒါတိခါပိုင်းဆိုင်ရာကုကျင်တရားဆိုင်ရာဇာရိတပိုင်းဆိုင်ရာဒီကောင်းမွန်သွားဖို့ကုညီသင့်နေတဲ့နော်အချင်းချင်းအဲ့လိုကုညီမှလည်းအရာအားလုံးဟာအဆင်ပြေချုံးဝေမှာဖြစ်တယ် In this light tama asiwa right livelihood means that one should abstain from making one's living through the through a profession that brings harm to others tama asiwa right livelihood မှန်ကန်စွာအသက်မွေးဝမ်းကြောင်းမူမှန်ကန်သောအသက်မွေးမှုဆိုတာသူတစ်ပါးကိုထိတိုင်းထိခိုက်နစ်နာစေတဲ့အသက်မွေးဝမ်းကြောင်းပြုခြင်းဒီကိုဆုလိုတာပါเนาะအဲ့ဒီဟာတွေကတော့ suggests trading in arms and lethal weapons to the way အသက်ကူးသီးဆီးတတ်တဲ့လက်နဲ့ရောင်းဝယ်ဖောက်ကားခြင်းမျိုး and then intoxicating drinks တည်ရည်တည်ရည်တီကူနော်ရောင်းဝယ်ဖောက်ကားခြင်းဖြင့်အသက်မွေးဝမ်းကြောင်းပြုခြင်း and then poisons အဆိပ်တွေပေါ့နော်ဒီအဆိပ်တွေနော်ဒါတွေကို အန်ဒီဖြစ်စီတဲ့အစိတ်တွေကိုရောင်းဝယ်ဖောက်ကားခြင်းဖြင့်အသင်မူဝမ်းကြောင်းပြုလာ and then killing animals သတိဆန်တွေကိုတတ်ဖြတ်ပြီးတော့မှအသင်မူဝမ်းကြောင်းပြုခြင်း and then chatting etc လင်းညာလှည့်ပြားတာပေါ့နော်လင်းညာလှည့်ပြားမှုနဲ့အသက်မွေးဝမ်းကြောင်းပြုတာပေါ့နော်အဲ these are very dishonest and harmful ဒါရီဟာအလွန်ပဲမယုံသားနဲ့အန်ဒရီလေးများတဲ့အသက်မွေးဝမ်းကြောင်းမှုကြီးဖြစ်ပင်ဖြစ်ပါတယ် one should lives by a profession which is honorable blameless and innocent ဒါကြောင့်လူတူတယောက်ကတမအာဇီဝကြားပြီးတော့မှဂုဏ်ရှိပြီးတော့အဖြစ်ကင်းတဲ့အသက်မွေးဝမ်းကြောင်းမှုကိုပဲပြုလို့ရပါမယ်ဒါမှပဲပေါ့နော်လူဘဝမှာ နေထိုင်ရတာလေအကျိုးရှိမယ်ယခုလောကီရောလောကုတ္တရာနော်နှစ်ဖြာမှာကောင်းကျိုးကိုပဲခံစားရမှာဖြစ်တယ်လို့ကိုယ်အတွက်လည်းအကျိုးရှိမယ်သူတစ်ပါးအတွက်လည်းကောင်းကျိုးပြုမှာရောက်မှာဖြစ်ပါတယ်ဒီနေ့တော့ဒီတီလာနဲ့ပတ်သက်ပြီးတော့ဒီလောက်ပဲမျှဝေပါမယ်နောက်နေ့မှာတော့ကျန်တဲ့အပိုင်းလေးကိုဆက်လက်မျှဝေပါမယ်